ပြိတ္တအများဆုံးစိတ်ဝင်စားမှုတွေများနေတယ်မြန်မာစံနယ်ချိခွန်တိုင်းမှာကစားမဲ့ပြိတ္တစိတ်ဝင်စားမှုများနေတယ်ဒီစတိုရီယန်ဟော့စပါသင်းရဲ့မန်ချက်စတာယူနိုက်တက်ပွဲလေးကိုလိုတိုရှင်းနေသုံးသပ်ပေးခြင်းနဲ့အခုလက်ရှိပေးထားတဲ့ဘော်ဒီစီရန်ဘော်ဒီစီရန်မှာဆိုရင်စပါသည်အင်ကွေးကနေဒေဒေဇီကိုပေးထားပြီးတော့ဂိုးပေါင်းဇီရန်မှာကျွန်တော်တို့တွေသုံးလုံးတည်ဇီရန်ကိုကျွန်တော်ပေးခဲ့တာကိုပေးနေတာကိုကျွန်တော်တို့မြင်ရတယ်အတူပဲဘော်ဒီစီရန်လေးကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒါပြီးခဲ့တဲ့2025ယူရိုပါလိဘိုလူဝဲရုံကမန်ချက်စတာယူနိုက်တက်ဒီတော်ရန်ဟော့စပါကို level 50 body zero ပြီးကြပြီးတော့1ဒီဆိုပြီးရလဲလေးနဲ့ရှုံးနေခဲ့တယ်အတင်းလဲရှုံးနေခဲ့သလိုကျွန်တော်တို့ဒါဈေးလဲရှုံးနေခဲ့တယ်ထပ်ပြီးတော့ကျွန်တော်တို့ဒီ2025 spy အိမ်ကူမှာတွေ့ဆုံတော့ရတယ် spy ဒီ Manchester United ကို level 50 body zero ပြီးကြပြီးတော့1ဒီဆိုပြီးရလဲလေးနဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်ဟုတ်ပြီထပ်ပြီးတော့လဲဒီကျွန်တော်တို့ဒီ2024မှာပဲကျွန်တော်တို့ဒါပြည်တွင်းဖလားပြစ်တဲ့ကျွဲစင်းဖလားကကစားတော့ရလဲ spy ဒီ Manchester United တင်ကိုသူ့ရဲ့အိမ်ကူမှာ level 50ဘောဒီဇီးတန်ပေးတာပြီးတော့43ဆိုပြီးရလက်လေးနဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်အဲ့တော့ ဘလူးအချက်တွေပဲကြည့်ကြည့်ဒီ2024 2025ဘောလုံးရာသီလုံးမှာ Manchester United နဲ့စပါးသည်တော်တော်လေးကိုဒါ၅ချိန်ထပ်မနေတွဲဆုံခဲ့တယ်အဲ့ဒီတော့ဆိုဒါစပါးကပဲ Manchester United ကိုအသင်းလဲနိုင်ခဲ့သလိုဘောရီစီးလည်းအောင်မြင်ခဲ့တယ်အဲ့ဒီအတွက်ကြောင့်မို့ဒီနေ့တွဲဆုံမှုမှာတော့ Manchester United ပရိသတ်တွေအတွက် Manchester United ကစားသမားတွေတော့ကတော့ဒီနေ့မှာစပါးကိုဘောင်ချာစုပ်ရမယ်နေ့လို့ပဲကျွန်တော်တို့မြင်နေဟုတ်ပြီဗျအဲ့တော့လက်ရှိ ပရီးမီးယားလိအဆင့်ရက်တိမှုလေးကိုဒါကျွန်တော်လည်းတူတူလိုက်ကြည့်လိုက်ရအောင်အဲလက်ရှိပရီးမီးယားလိဆယ်ဘွဲကစားထားပြီးသွားပြီအဲ့ဒီအချိန်မှာတော့အဆင့်တည်းနေရာမှာတော့အာဆင်နယ်ရှိတယ်အာဆင်နယ်ဒီ25မှတ်ခဏလေးသူ့ကိုဖယ်ထားလိုက်အောင်ကျွန်တော်တို့တွေဒုတိယနေရာမှာမန်စီးတီးရှိမယ်16မှတ်တတိယနေရာမှာလီဗာပူးရှိမယ်18မှတ်ဆန်နာလန်ကျွန်တော်တို့တွေ18မှတ်အဲ့တော့ကျွန်တော်တို့အဆင့်နှစ်ကနေစပြီးတော့ဒီကျွန်တော်တို့အဆင့်6 6ထိပေါ့နော်အဆင့်6ထိ အသင့်ရှင်းရှိတီပေါ်တော့အကုန်လုံးကရမှတ်လေးတွေမတိမ်မရင်နေရာလေးတွေဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီတွေ့ကြောင့်မလို့ဒီနေ့ညကစားမဲ့ပွဲတွေမှာဒီအသင်းတွေသည်ရမှတ်တွေမတိမ်မရင်ဖြစ်တဲ့တွေ့ကြောင့်မလို့နိုင်တဲ့သင်ကတော့သုံးမှတ်ကိုစီရပြီးတော့ထပ်ပြီးတော့အသင့်တွေကိုထပ်တက်သွားမယ်ရှုံးတဲ့သင်ကတော့ဒီချက်ပုံနှိပ်တဲ့ နေရာလေးကိုပြန်ပြီးတော့နှိပ်ကြသွားမယ်အဲ့အတွက်ကြောင့်ဒီနေ့ည7:00နာရီကစားမဲ့ပွဲမှာဆိုရင်တော့ကျွန်တော်တို့ Manchester United တို့ Chelsea တို့ဒီ Spurs တို့ဖုံးမော်တို့ Sunderland နဲ့ Liverpool Man City ဒီလိုအသင်းတွေအတွက်ကပို့ပြီးတော့အရေးကြီးတဲ့နေ့လို့ဒါပြောလို့ရတယ်ဒီလိုအသင်းတွေအတွက်ကတော့မလိုအပ်ပဲအမတ်တွေမဆုံးရှုံးအောင်ကစားမဲ့နေ့လို့ကျွန်တော်တို့ယူဆတယ်အိမ်ဝင်ကစားထားတဲ့ Current Form လေးကြည့်အောင်အခုလက်ရှိအိမ်ဝင်ကစားထားတဲ့ Current Form ကိုကြည့်မယ်ဆို Spurs ဒီတော်တော်လေးအိမ်ဝင်ကစားတဲ့ချိန်မှာတော်တော်လေးအဆင်မပြေတာကျွန်တော်တွေ့ရတယ်ငါ ားဘွက်ကစားထားပြီးတော့တပွဲစာအနိုင်ရရှိထားတဲ့တပွဲတည်ကြပြီးတော့သုံးပွဲရှုံးနေထားတဲ့ရလက်ကိုပိုင်ဆိုင်လာတဲ့တိုက်စစ်နေနေတော့ဒါတပွဲရာကူငါးကူပေးကူတကူဆိုတော့တိုက်စစ်ခံစစ်ကတော့ဒါတပွဲကိုတကူနှုံးတိရပြီးတော့တကူနှုံးတိပြန်ပေးရတယ်ဒါပေမဲ့စပားရဲ့အိမ်ငင်းကစားတဲ့ကာရက်ဖောက်ကရလက်မကောင်းတာကိုသုံးပွဲတိရှုံးနေထားတဲ့ရလက်မကောင်းတာကိုကျွန်တော်မြင်ရတယ်ဟုတ်ပြီဗျအဲ့တော့ကျွန်တော်အဝေးဝင်းမှာကစားမဲ့ မန်ချက်စတာယူနိုက်တက်ကိုကြည့်အောင်မန်ချက်စတာယူနိုက်တက်အဝေးဝန်းကစားထားတဲ့၅ပွဲမှာဆိုလဲမန်ချက်စတာယူနိုက်တက်ဒီတပွဲသာအနိုင်ရရှိထားပြီးတော့၂ပွဲသိရကြထားတယ်၂ပွဲရှုံးနေထားတယ်ရာဂုန်းနေ6 6ကိုပေးကုန်နေ10ကိုအဲ့တော့ မန်ချက်စတာယူနိုက်တက်ခံစစ်ကတော့ပို့ပြီးတော့စပားရဲ့ခံစစ်တဲ့ဂိုးတွေပို့ပြီးခွင့်ပြုထားတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့အဲ့ဒီအချက်လေးတွေကြည့်ချင်းအပြင်မန်ချက်စတာယူနိုက်တက်ဒီဒါပေးဂိုးတွေပို့ပြီးမလိုလားအပ်ပဲတပွဲကိုကျွန်တော်တို့တွေနှစ်ကိုးထိတာခွင့်ပြုထားတာကိုကျွန်တော်တို့တွေ့ရတယ်တိုက်စစ်နေနဲ့6ကိုးထိရထားတယ်ဆိုတော့တိုက်စစ်ကလည်းတပွဲကိုတကိုးနှုံးထိတာတွင်းထားတဲ့အတွင်းနိုင်တဲ့အနေအထားမှာရှိတယ်အဲ့တော့ဒီတွင်းကိုခံစစ် ပေးကိုးတွေတိုက်စစ်တွေရဲ့သွင်းကိုးတွေနဲ့ဒါချိန်ဆပြီးကျေးဖွင့်တဲ့ဘုတ်ကီတီသုံးတရီကြီးကိုပေးထားတယ်အဲ့တော့ ကျေးပွန်းတဲ့ပုံကလေးတွေဒီနှစ်သင်းရဲ့သွင်းကိုးဒီအနည်းဆုံး၃ခုထိပဲရောက်မယ်၄ခုမရောက်ဘူးဆိုတော့သဘောမျိုးတက်ရောက်နေတယ်လို့ကျွန်တော်ကထင်တယ်ဗောနော်ဒါကကျွန်တော်အမြင်ကျွန်တော်ယူဆချက်လေးပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့တော်တော်ဟော့စပါတင်းရဲ့ဒါပြိုင်ပွဲဆုံး၅ပွဲကစားခဲ့တာလေးကျွန်တော်တို့ချက်ကြည့်မယ်ဆိုတော်တော်ဆပါတင်းဒီပြိုင်ပွဲဆုံးကျွန်တော်တို့နှစ်ပွဲနိုင်ရရှိတာလေနှစ်ပွဲရှုံးနေတာလေပြီးတော့တပွဲသေးကြတာလေဟုတ်ပြီနော်အဲ့တော့လောလောလတ်လတ်ကိုမင်းငင်းနဲ့ပွဲမှာဆိုရင်ဒါအိမ်ကနေပြီး4စီးဆိုပြီးရလက်လေးနဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်အဲ့ဒီတော့ဆိုဒါကျွန်တော်ဆိုရင်ချန်ပီယံလိ ညမောပရမညမှာဆိုကိုမင်းကြီးဘော်ဒီပေးခဲ့တာအဲ့ဒီအသင်းသားအောင်ခဲ့မယ်ဆိုရင်ကျွန်တော်မောင်းပေါ့မှုအနေထားမှာရှိရသားနဲ့စပားစီအနီကက်ထိတာတော့မှဒါကျွန်တော်ကိုမင်းငင်ကို40တို့ရလက်လင်းအနိုင်ရရှိခဲ့တယ်ပြီးတော့ဒါသူ့ရဲ့အိမ်ဝင်းမှာပဲမထင်မှတ်ပဲနဲ့ဒါချက်စည်းလို့အသင်းကိုဘောတော့လုံးဝောက်ကိုဒါစိတ်ပြက်စရာကောင်းတဲ့ခြေသွန်းနဲ့ရှုံးနေခဲ့တယ်ပြီးတော့နျူကာဆယ်ကိုရှုံးနေခဲ့ပြီးတော့ဒါသူ9တဲ့9ထိုက်တဲ့အသင်းတွေဘောတော့သူ့ထက်ငယ်တဲ့အသင်းတွေကိုဒါသူ့အနေနဲ့ဒီ Everton 3ဆိုပြီးရလက်လင်းနဲ့အနိုင်ရရှိခဲ့တယ်မူနာကို စည်းစည်းကြောင်းကစားခဲ့တယ်ဆိုစပားဒီသင်းကြီးနဲ့တွေ့ရင်တော့နိုင်ဖို့ကိုရုံးငယ်နေရတယ်လို့ကျွန်တော်ကတော့ထင်တယ်ဗောနော်စပားရဲ့အင်ဂျင်ကာရန်ဖောင်ကြည့်အောင်အဲ့တော့စပားရဲ့အင်ဂျင်ကာရန်ဖောင်စပားဒီကိုမင်းငူ4စည်းနဲ့နိုင်လာတယ်ချယ်စီကိုဇီးဝန်းနဲ့ရှုံးနေထားပြီးတော့အင်ဂျင်မှာအက်စတိုဘီလာ1 2နဲ့ရှုံးနေထားရှုံးနေထားတယ်ပြီးတော့ဝူပါနဲ့ဝန်ဝန်တည်ကြတာအဲ့တော့စပားရဲ့ခြေစွမ်းခြေစသည်ယုံကြည်လို့ရတဲ့အထဲမှာမပါဘူးနိုင်ကျင်နဲ့နိုင်သွားတာပဲရှုံးကျင်နဲ့ရှုံးသွားတာပဲဆိုတော့ တော်တော်လေးကိုစိုးရွားတဲ့အနေအထားမှာရှိတယ်မမတ်ရရဝူပါရန်နဲ့ပွဲမှလားမသိကျွန်တော်ကျွန်တော် Telegram feature နဲ့မှာတင်ခဲ့ဘူးလေအဲ့တော့စပားဒီဝူပါရန်နဲ့ပွဲမှာတောက်ကန်ပေါ်လဲတကြိမ်မှမရခဲ့သလိုဂိုးပေါက်ကန်သွင်းမှုမှာလဲ0ဆိုပြီးရလက်၄နဲ့လားမသိအဲ့ဒါကျွန်တော်တင်ခဲ့ဘူးလေကျွန်တော်မမှတ်မိတယ်အဲ့တော့ကြောင့်မို့စပားကပြောမယ်ဆိုရင်ခြင်သွန်းခြေစွာ အရင်ငိန်တဲ့ထဲမှာမပါဘူးခတ်မှန်းရခတ်တယ်လက်ရှိသူ့ရဲ့ current form ကစားနေတဲ့ premier league မှာဆိုအိမ်ကွင်းမှာအိမ်ကွင်းလုံးဝမကောင်းတဲ့အသင်းအဝေးကွင်းမှာပဲသူ့အနေနဲ့ကောင်းတဲ့အသင်းဆိုပြီးတော့ဒါဘူဂီတွေက ခန့်မှန်းထားတယ်အဲ့လိုမျိုးရလက်တွေအဲ့လိုမျိုး data အချက်လက်တွေရရှိထားတာပဲဖြစ်တယ်ဒီပွဲပြီးသွားရင်စပါးဘာလဲဒီပွဲပြီးသွားရင်စမားဒီမန်ချက်စတာယူနိုက်တက်နဲ့ကစားပြီးသွားရင်စပါးတော့ကတော့ပွဲချက်ရှိတယ်ပြီးတော့အာဆင်နယ်အိမ်ငွေးမှာသူ့အနေနဲ့အဝေးဝင်သွားကစားရမယ်ပြီးသွားရင် PSG ကိုလည်း ချန်ပီယံလိအဝေးဝန်းမှာတွားကစားမယ်ဆိုတော့စပါးတော့ကတော့ပွဲချက်တွေရှိတယ်ပွဲချက်စတိုက်ရှိတယ်လို့ကျွန်တော်တို့တွေယူဆလို့ရတယ်ဟုတ်ပြီအဲ့တော့ Manchester United Manchester United ကတော့ဘာမှကံရမလို့ဒီ Premier League ကလွဲလို့သူ့မှာဘာမှကံရမရှိတော့တဲ့အတွက် Manchester United အသင်း ်အသင်းသားတွေကတော့ပို့ပြီးတော့စပါအသင်းတဲ့ကျွန်တော်တွေဒါစတမီနာတွေပို့ကောင်းမယ်စပါအသင်းနဲ့ပို့ပြီးတော့ကြံ့ခိုင်မှုတွေပြည့်ဝမယ်လို့ကျွန်တော်တို့ထင်တယ်မန်ချက်စတာယူနိုက်တက်ဒီဒါကျွန်တော်တို့တွေဒါပြိုင်ပွဲသုံးကစားတာပြီးွားတဲ့အချိန်မှဆိုရင်မန်ချက်စတာယူနိုက်တက်ဒီလေးဘွဲ့အနိုင်ရရှိအောင်ကစားခဲ့ပြီးတော့တပွဲတင်ကြီးကြရတယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ကာရန်ဖော့လေးကတဖြည်းဖြည်းကောင်းလာတယ်ဝယ်ယူထားတဲ့ကစားသမားတွေရတန်လေးတွေမိလာတယ်လို့ကျွန်တော်တို့တွေနည်းနည်းလေးတော့ယူဆလို့ရတယ်ဟုတ်ပြီဗျာအဲ့တော့မန်ချက်စတာယူနိုက်တက်ဒီလွန်ဒန်ဖော့ရက်ကိုမရှုံးသင့်မဲ့သူတွေရှုံးနေသွားတယ် ပြီးတော့လည်း Manchester United ဒီ Brighton ကိုအိမ်မျိုးမှာ4-2နဲ့အနိုင်ရရှောက်ကစားခဲ့တယ် Liverpool ကို1-2ဆိုပြီးရလက်လေးတဲ့အနိုင်ရရှောက်ကစားခဲ့တယ် Sunderland ကို2-0 Bravo ဝေးကွာ3-1ရှုံးနေခဲ့အဲ့တော့ Manchester United ခြေစွမ်းကလည်းစပါးခဲ့သူပဲအရန်ဟိုဘယ်လိုပြောမလဲကျွန်တော်ခန့်မှန်းလို့မရဘူးကောင်းတဲ့အချိန်ကောင်းတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော် Liverpool လို့အသင်းကိုတော့ကျွန်တော်တို့ အဝေးကွေးကနေပြီးတော့1 2ဆိုပြီးရလက်လေးနဲ့နိုင်အောင်ကစားခဲ့တယ် bright line အသင်းကို4 2ဆိုပြီးရလက်လေးနဲ့အနိုင်ရရှိအောင်ကစားခဲ့ပြီးတော့ notian forest ကိုကျွန်တော်တို့တွေဒါတူတူတေးကြောက်ကစားခဲ့တယ်နိုင်တဲ့ပွဲမနိုင်ခဲ့တာ Manchester United တော့ကတော့ဒါတော်တော်လေးကိုဆုံးညွှန်းခဲ့တဲ့ဒါ Nottingham Forest ပွဲပဲပေါ့ Manchester United ရဲ့ away win current form ကြည့်အောင်ကြည့်ရှုံကြကြည့်မယ် Manchester United ဒီအဝေးကွင်းမှာကျွန်တော်တို့တွေဒီ 30ရက်နဲ့9လပိုင်းကျွန်တော်တို့ဒီဟောင်ကောင်အသင်းမော်နော်ချိုင်းနာအသင်းနဲ့သူတို့ခြေစက်ကစားပြီးတဲ့အဲ့ဒီအချိန်နဲ့စပြီးတော့ Nottingham Forest နဲ့ကန်တဲ့အချိန်ဒီ Manchester United ဒီအဝေးဝင်း Borisin Omina တာတစ်ချက်မှမရှိဘူး brother တို့အဲ့ဒါတော့ထူးခြားချက်ပဲထပ်ပြီးတော့လေ Manchester United ဒီ Borisin အဝေးဝင်းအောင်ခဲ့တာဆိုလစ်ပါဘူးနဲ့ပဲကစားတဲ့ပွဲမှာ1-2ဆိုပြီးရလနဲ့အောင်မြင်ခဲ့တာဆိုတော့ ဒီနေ့မှာ Manchester United တင်းနေနဲ့ကျွန်တော်တို့ထိုးသားညီကိုတွေတကဘာလုံးမှာအားပေးနေတဲ့သူတို့ရဲ့ fan ပရိသတ်တွေကိုဒီနေ့ညမှာပျော်ရွှင်အောင်လုပ်သွားမလားဆိုတော့ကျွန်တော်တို့စဉ်းစားရမယ်ထပ်ပြီးတော့ထူးခြားတာကျွန်တော်ပြောပြမယ်စပါးသင်းရဲ့ပြိုင်ပွဲဆုံး brother ကိုကြည့်ကြည့်လိုက်အဲ Comingin ကိုဒါ 4C Chelsea ကို0-1 2ဒီကျွန်တော် Newcastle ကို2-0 Everton 0-3 မနာကိုစည်းစည်းအဲ့တော့စပားသင်းကလည်းပြိုင်ပွဲဆုံး၅ပွဲမှာကျွန်တော်တို့ဘိုးတင်းသူကိုနိုးဖြစ်ထားတယ်နော်ဘရာသာတို့ပြီးတော့လည်း BDDS နိုးဖြစ်ထားတယ်အဲ့တော့နှစ်သင်းလုံးရဲ့အချက်လောက်ကြောကြည့်မလို့စပားသင်းကလည်းဘိုးတင်းသူကို၅ပွဲစတိုက်ဖြစ်ထားတယ်မန်ချက်စတာယူနိုက်တက်ကလည်းโกเปโกยูซ่อเรသင်းတိုက်စစ်ကလည်းမထင်ထားရင်ဂိုးရရင်ရသလိုခန်းစစ်ကလည်းဂိုးတွေပြန်ခွင့်ပြုထားတယ်အသင်းဒီလိုနှစ်သင်းတွဲဆုံမှုမှာကျွန်တော်တို့ဘာကိုရွေးချယ်ရမလဲကျွန်တော်တို့ကတော့ခေါင်းခဲတယ် ထပ်ပြီးတော့ဒါကျွန်တော်တို့တွေဒီနှစ်သင်းရဲ့လူစင်းဒယန်ရလူစင်းလေးကျွန်တော်ကြည့်မဲ့သူတော့ Manchester United ကစပါးထက်ထက်စပါးထက်ပို့ပြီးတော့အဆသရံမှာတာလုံနေတာကျွန်တော်တွေ့ရမယ်စပါးဒီမှာအခုဆိုရင်ဒါကျွန်တော်တို့တကယ်ကို စပါးမှာခြေစွမ်းပြနေပါတယ်ဆိုတော့ဒီကူးတက်ကလည်းဒီ Manchester United ရဲ့ပွဲမှာလည်းပေါင်ဝင်လိုက်ခြင်းမရှိဘူးပြီးတော့လည်းတိုက်စစ်မှုဖြစ်တဲ့ Solanke ကလည်း အဲကျွန်တော်တို့ဒဏ်ရာရနေတယ်ဆိုတော့စပါးမန်ချက်စတာယူနိုက်တက်ကတော့ပို့ပြီးတော့ကန်ကောင်းသွားတယ်လို့ကျွန်တော်ပြောလို့ရတယ်ပြီးတော့လည်းအခုလက်ရှိစပါးမှာဆိုရင်ဒါအခုလက်ရှိခြေသွမ်းပြနေတဲ့သူတွေတော့ဒါကျွန်တော်တို့ဘဲတောင်းမဲ့ညတောင်းမဲ့ကစားသမားဖြစ်တဲ့ဒီဂျွန်စင်တို့ဒီအော့ဘတ်တို့ပြီးတော့လည်းဒါဆိုင်မွန်တို့ဒီကစားသမားတွေကပဲခြေသွမ်းပြနေတဲ့ပြီးတော့လည်းစပါးနဲ့ ဒီ Manchester United ရရှိနေတဲ့ဂိုးတွေကိုကျွန်တော်ကြည့်မယ်ဆိုရင် Manchester United သင်လေဒါအသင်းရဲ့ဒါ connection ကောင်းကောင်းနဲ့ဒါဂိုးတွေရရှိခဲ့သလိုဒါကျွန်တော်တို့ space တွေအလုတ်တေကန်ဘောတွေဒေါက်ကန်ဘောတွေအတစ်စင်ဂိုးရရှိမှုကခုနှစ်လုံးလောက်ရရှိသလိုကျွန်တော်တို့ဒါစပါးကလည်းအဲ့တိုင်းပဲအလုတ်တေကန်ဘောနေရာမျိုးဂိုးရရှိမှုကလည်းခုနှစ်လုံး၆လုံးလောက်ရှိတယ်အဲ့တော့နှစ်သင်းလုံးအတွက်ကတော့ ဘလို့ပြောမလဲအလွတ်တကံဘောကနေဂိုးရယူတတ်တဲ့အကျင့်စရိုက်လေးတွေရှိတယ်အထူးသဖြင့်ကျွန်တော်တို့ဒါစပါးမှာဆိုဗန်နန်ဗတ်ဆိုလဲဒါတော်တော်လေးကိုဒါစပါးရဲ့ဒါတောက်ကံဘောတွေဖြတ်တင်ဘောတွေဆိုရင်သူ့အနေနဲ့ဂိုးရရှိမှုနှုံးတွေကသူကတိုက်စစ်ထက်တော်မှာမဆိုတိုက်စစ်မဟုတ်ဘူးဆိုတော့မှတော်တော်လေးကိုဒါကောင်းတဲ့အနေထားလေးမှာကျွန်တော်တွေ့ရတယ်အဲ့တော့ကြောင့်မို့အခုလက်ရှိလူငယ်စင်းကြီးရှင်ကြီးလိုက်မယ်ဆိုရင်တော့မန်ချက်စတာယူနိုက်တက်ကတော့စပါးထက်ပိုပြီးတော့တာလွန်နေတာလေးကျွန်တော်တွေ့ရလိမ့်မယ်ဘာဖြစ်လို့ဆိုတော့မန်ချက်စတာယူနိုက်တက်ကဒါကခုနကျွန်တော်ပြောသလိုပဲပွဲကဒီပရီးမီးယားလေး ပွဲစဉ်မှာကစားရတာဖြစ်တယ်စပါးကတော့ပရီးမီးယားလိဂ်ကိုချန်ပီယံလိဂ်ကိုကစားရတာဖြစ်တယ်ဒါပြီးသွားရင်လည်းအာဆင်နယ်နဲ့ပရီးမီးယားလိဂ်ကစားရမယ် PSG နဲ့ Champions League ကစားမယ်ဆိုစပါးအတွက်ကတော့ပွဲကျက်တာဖြစ်တယ်ပေါ့နော်အဲ့တော့မလိုအလားအပဲကစားသမားတွေဒဏ်ရာရသွားမယ်ဆိုရင်စပါးအတွက်ကပို့ပြီးတော့ရလက်ပိုင်းညီမှာပို့ပြီးတော့မကောင်းမှုပဲရှိတော့မယ်အဲ့တော့ကြောင့်မကျွန်တော်ကတော့ဒီနေ့မှာ head to head body zero နဲ့ကျွန်တော်တော့ချိန်ကြည့်ပြီးတော့ ဘလို့ပဲဖြစ်ဖြစ်မန်ချက်စတာယူနိုက်တက်အသင်းကတော့စပန်းကိုနိုင်ခဲ့ရင်တော့မှဝမ်းစီ2 2 1ဆိုပြီးရလက်လေးနဲ့အနိုင်ရရှိသွားမယ်လို့ကျွန်တော်တို့ထင်တယ်အဲ့ဒါကြောင့်မလို့ဒါကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်းဘော်ရီကိုရွေးချယ်ပြီးပါဆိုတော့ကျွန်တော်ကတော့ Manchester United ဘော်ရီနဲ့ပဲစွန့်သားခြင်းနဲ့ဘာဖြစ်လို့စွန့်သားလဲအဖြေကရှင်းရှင်းလေးပဲစပါးကခုနကျွန်တော်ပြောလို့ပဲ Bottinus ကိုနိုးဖြစ်ထားတယ် Manchester United ကအဝေးဝေးမှာ ဘောဒီစီအောင်မြင်ခဲ့တာလစ်ပါပူးနဲ့ပွဲတပွဲပဲရှိတဲ့အတွက်ကြောင့်ဒီပွဲကကျွန်တော်တို့ဒီ1-1နဲ့ပြီးသွားမဲ့ပွဲဖြစ်လို့ကျွန်တော်ကတော့ယူဆတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ Manchester United ဘောဒီလင်းနဲ့ပဲစွန့်စားခြင်းနဲ့အကြိုက်တူတဲ့ညီကူများအနေနဲ့လည်းဒါစွန့်စားလို့ရတယ်အကြိုက်မတူဆိုလည်းအဲဘတ်မကန်ဘူးဆိုတော့မအောင်ဒီညီလေးပြောတာဟုတ်လားမဟုတ်လားဆိုတော့စောက်ကြည့်လို့ရပါတယ်ပြီပြအဲ့တော့ဒီလိုမျိုးနေ့စဉ်ပွဲကောင်းလေးတွေကိုတင်ဆက်ပေးမှဖြစ်လို့တဲ့ကြောင့်မလို့ Going Bayer YouTube channel TikTok channel လေးကို Lions Quality လုတ်ပေးတာပါညီကူတို့အမြင်နေရှိရင်လည်းဒါ ာကွန်မန့်နေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်ဒီလိုမျိုးကျွန်တော်ပြောရဲဆိုတာညီကိုတို့ရဲ့အမြင်လေးဒါကျွန်တော်ရဲ့အမြင်လေးတွေနဲ့တယောက်နဲ့တယောက်အမြင်ချင်းဖလှယ်တာနော် brother တို့ဗလိန်မို့ကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်တိုက်ခိုက်မှုပြောနေတာမဟုတ်တယောက်နဲ့တယောက်ဒါချစ်ချစ်ခေခေဒါကျွန်တော်တို့ဒီလိုမြင်နေညီကိုအကိုကြီးကျွန်တော်တို့ဒီလိုမြင်နေဒါပဲကျွန်တော်တို့ဒါတယောက်နဲ့တယောက်အမြင်လေးတွေဖလှယ်တဲ့သဘောပဲဗလိန်မို့တိုက်ခိုက်ဖို့မဟုတ်ဘူးနော် brother တို့နော်ဟုတ်ပြီအဲ့တော့နေ့စဉ်တတူကဒါကျွန်တော်အမြင်နဲ့ပြောနေကြတဲ့အတိုင်းပဲကျွန်တော်ရဲ့ Telegram free channel လေးကို join ရမှာ Telegram free channel လေးမှာတော့ဒါကျွန်တော် ျွန်တော်ကတော့နေ့တူကနေ့စဉ်ပေါက်ကျေးလေးတွေအနီးကပ်ကျေးပြင်းပြင်းလာဆိုပြော့ရင်ပြော့လာဆိုလက်ဆောင်မောင်းတွဲလေးတွေတပွဲကောင်းမှုလေးတွေတင်ပြီးနာမလို့ Telegram free channel join မိတာပါပြီးတော့လေလူလင်းလူညာပေါ်တဲ့ခေတ်ကြီးမှာညကိုရိုးနေနဲ့ငွေကြေးပိုင်းတရားရခိုင်လုံးယုံကြည်စိတ်ရကျင်နေဆိုကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးတော့ဒါပြောနေတဲ့ Yuva Mala ရော့ဆော့ကစားလို့ရတယ် Yuva Mala ရော့ဆော့ကစားယုံနေတဲ့ညကိုရိုးစီ2025 2026ဘလုံးရာစီတရားဒီသာလို့ BMW Platinum ပွဲမြောက်ကို2025ဘောလုံးရာသီတရာလုံးရရှိမှာပဲဖြစ်တယ်ပြီးတော့လည်းမဆော့တက်ဘူးဆိုရင်တော့မှကျွန်တော်ဆော့တက်အောင်သေမင်းမယ်နောက်ပြီးတော့ browser တို့နားမလည်ဘူးဆိုတော့ကျွန်တော်ကိုယ်တိုင်အပြင်ကြီးအပြင်ပုံစံလေးနဲ့ကျွန်တော်အဆင်ပြေအောင်လုပ်ပြီးမှဖြစ်တဲ့အတွက်ကြောင့်ညီကိုတို့တွေလာခဲ့ပါငွေကြေးပိုင်းမှာတော့ကျွန်တော်ကိုယ်တိုင်50တရာစားအာမခံတာဖြစ်တဲ့အတွက်ကြောင့်ငွေကြေးပိုင်းကိုလုံးဝစိတ်ကြပါလို့ကျွန်တော်ကတော့ပြောချင်တယ်နောက်ပြီးထိုင်းရောက်နေတဲ့ညီကိုများထိုင်းပန်ရှိုံနဲ့စော့ကစားနိုင်တဲ့ကြောင်ထပ်ပြီးတော့ကျွန်တော်ပြောချင်တယ်ပြီးတော့လည်းဒါထိုင်းပန် 900နဲ့အကောက်ဖွင့်ကစားမယ်ဆိုရင်တော့ညီကိုတို့ကို9ရက်အတွင်း player version ကိုကြိုက်နှစ်သက်ရာအင်ကြီးကို9ရက်အတွင်းပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့ဒါ platinum ပွဲတွေကိုဒါဝယ်ယူထားတဲ့ညီကိုတွေကတော့များစွာရှိတယ်မြန်မာပြည်ကညီကိုတွေထိုင်းကညီကိုတွေမလေးကညီကိုတွေဂျပန်ညီကိုကိုရီးယားညီကိုတွေဒီနေရာနေပြီးတော့ကျွန်တော်စုမကောင်တောင်းပေးလိုက်ပါတယ်ညီကိုများလုပ်ငန်းကန်ကန်အဆင်ပြေချုံးမွေးကြပါစေလို့ပြောကြရင်းနေပဲဒီနေ့ညစနေမန်ချက်စီးပွားတက်မှလားဆိုတဲ့စောင်ပို့ကိုဒီနေ့မှကျွန်တော်ကတော့ယူသုံးမှာပဲဖြစ်တော့တဲ့ကြောင့်မန်ချက်စတာယူနိုက်တက်ဘော်ရီနဲ့ပဲကျွန်တော်တို့စ ွန်သားပါပဲဒီပီလို့အဆုံးလေးကြည့်ရှုပြည်ညို့ကိုတယောက်တည်းတိုင်းကျမ်းမှချမ်းသာကြပါစေအားလုံးပဲခွန်